ဝယ်ခြင်းတဲ့လူကလည်းရှိတယ်ရောင်းခြင်းတဲ့လူလည်းရှိတယ်ဆောက်ခြင်းတဲ့လူလည်းရှိတယ်အဲ့ဒီထဲမှာအိမ်ရောင်းခြင်းနေတော့မိတ်ဆွေများအိမ်ရောင်းတဲ့အထဲမှာမှတချို့အိမ်တွေလည်းလိုလေကူကူရှော့ကနေထွက်သွားတာပေါ့ဗျာတချို့အိမ်ကခေါင်းမာတယ်ခေါ်တယ်အိမ်ကရောင်းလို့ကိုမထွက်တာလက်တယ်လက်တယ်ဖြစ်နေတာဟိုလူကလာမေးလိုက်ကြည်သွားလိုက်နော်ငါအဆင်မပြေလိုက်ဈေးစကားတွေပြောလိုက်ကြအဆင်မပြေလိုက်ကြအဲ့ဒါမျိုးရောင်းဝခက်နေတဲ့အိမ်များရှိနေတော့ ိမ်ရှိကိုဖြတ်လာတဲ့ကိုအတိမိတ်စီဆွေမျိုးသားချင်းတွေဘာတွေခလေးတွေလူကြီးတွေရှိမှာပေါ့ဗျအတိရနေစဲအဲ့အိမ်မှာချိတ်ထားတဲ့အုံနုခွာဆွဲထုတ်လေးကိုဖြုတ်ပြီးတော့အေးဘယ်သူကြီးရော့ဒီမှာငါအုံနုခွာဆွဲလေးရော့အဲ့ဒါလက်ဆောင်နော်ဒါနာပြူတာရော့ရော့စားကြဟဲ့ပြောပါပါ အနေနဲ့ရကရွှေစကားငွေစကားမိတ်ဆွေပြိဿအားလုံးကိုစိတ်နှပြချမ်းမာတည်တဲ့ချမ်းမာအောင်ချမ်းသာတည်တဲ့ချမ်းသာအောင်စွမ်းဆောင်လုပ်မှုနဲ့ကြပါစေ။ကံညာဝရိယ၃ချက်လုံးအားကောင်းအောင်လဲကြိုးပမ်းတော်မူနိုင်ကြပါစေလို့လိုက်လိုက်လဲလဲမြတ်တာပို့တာနှုတ်ခွန်းဆက်သားလိုက်ပါရခင်ဗျာ။2025ခုဒီဇင်ဘာလတလတာရွှေစကားငွေစကားဟောကြားခြင်းများဖြစ်ပါတယ်ခင်ဗျာ။ရှေးဥစွာနေသားအလိုက်မဟုတ်ခင်ပါလေ။ကျွန်တော်မိတ်ဆွေ9ရသားသမီးအားလုံးဘယ်သူမှမဆို့ အရေးကြုံရင်ကြုံသလိုအလွယ်တကူအသုံးချလို့ရနိုင်မဲ့ဂမ်ဘီရာလက်ဆောင်လေးတစ်ခုလက်ဆောင်ပါလိုက်ချင်ပါတယ်ဒီတစ်ခေါက်လက်ဆောင်ပါချင်တာကကျွန်တော်တို့အိမ်ဝယ်ခြင်းတဲ့လူကလည်းရှိတယ်ရောင်းခြင်းတဲ့လူလည်းရှိတယ်စောက်ခြင်းတဲ့လူလည်းရှိတယ်အဲ့ဒီထဲမှာအိမ်ရောင်းခြင်းနေတော့မိတ်ဆွေများအိမ်ရောင်းတဲ့အထဲမှာမှတချို့အိမ်တွေလည်းလွယ်လွယ်ကူကူရှော့ခနဲ့ထွက်သွားတာပေါ့ဗျာတချို့အိမ်ကခေါင်းမာတယ်ခေါ်တယ်အိမ်ကရောင်းလို့ကိုမထွက်တာလက်တယ်လက်တယ်ဖြစ်နေတာဟိုလူကလာမေးလိုက်ကြည်သွားလိုက်နော် ငါအဆင်မပြေလိုက်ဈေးစကားတွေပြောလိုက်ကြအဆင်မပြေလိုက်ကြအဲ့ဒါမျိုးရောင်းဝခက်နေတဲ့အိမ်များရှိနေရင်ကဲအိမ်ရောင်းထွက်စေမယ့်နည်းတွေကတော့အများကြီးပေါ့ဗျာအများကြီးအများကြီးရှိတာပေါ့နော်ကဲခုပြောချင်တာကဒီလိုလုပ်အောင်စနေမနေ့မှာတခါတနင်္ဂနွေမနေ့ပိုင်းကိုတခါမနေ့ပိုင်းဆိုရင်ပြီးတာပါပဲအဆင်ပြေတဲ့အချိန်လေးပေါ့ကိုအိမ်ကမြတ်စွာဘုရားမှာအုံနုခေါဆွဲကတ်လှူပြီးတော့အသေးစိတ်ဆိုတော့မှာဘယ်မျိုးနဲ့ဘယ်ရွက်ဘယ်လန်းအိမ်မှာ ဂျာမဘလောက်ပေါ့နော်အဲ့ဒါကိုကာလာပေါက်ဈေးပေါ့ကာလာပေါက်ဈေးလည်းဖြစ်ရမှာပေါ့ဘယ်ဈေးပဲဈေးနဲ့ဘလို့ဘလို့ရောင်းထွက်ပါသေးဘာဝယ်မဲ့လူကလည်းငွေတို့ကြီးပိုက်ပြီးတော့သူလိုချင်တဲ့အိမ်ရလို့မလို့ပြောပါပါလာဝယ်ကြတယ်ပေါ့နော်စိတ်တိုင်းနေကြကိုကလည်းရောင်းနေတာရောင်းရလို့မလို့ပြောလို့နော်အဲ့ဒါလိုမျိုးအာယုံပြုတ်ပြီးတော့အသေးသေးဆူတောင်းပါနော်လိမ့်စာတွေပါနေနဲ့တန်ဖိုးတွေနဲ့အတိအကျဆူတောင်းနော်အဲ့ဒါမှလည်းကျွန်တော်ရေရာကဟေးအိမ်ကိုဘလို့ရောင်းထွက်ပေးရမယ်ဆိုတာသိမှာနှမလို့ဆိုလို့ချင်းအိမ်ရောင်းပါသေးဆိုလို့ချင်းတော့ကြာဘူးဘက်က ခေါင်းရရပွားကြီးရဲ့အိမ်ကြီးရောက်ထွက်သွားအောင်မယ်နော်အဲ့ဒါအဲ့ဒါတေချာဆူတောင်းဖေရမှာလှူမယ် now မိမိအိမ်သားတွေကလည်းအ ਨੇ ဆုံးတယောက်ပဲဖြစ်ဖြစ်တအိမ်လုံးပဲဖြစ်ဖြစ်လည်းအုံလို့ခေါက်ဆွဲစားမယ်ဖေရမှာလည်းတော့ွယ်လှူတာတယ်နော်မိသားစုတွေလည်းစားကြစားရင်လည်းအဲ့လိုဆူတောင်း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 စားရင်လည်းဆူတောင်းပေါ့အဲ့ဒါလေးကိုစနေမနေ့မှာတစ်ခါလှုပ်ပါတနင်္ဂနွေမနေ့မှာတစ်ခါလှုပ်ပါဗျနော်နောက်တစ်ခုကထပ်ပြီးလှုပ်နိုင်သေးရင်တို့လှုပ်အုံလို့ခေါက်ဆွဲလေဆိုင်မှာ ဝယ်ရဆိုပါတော့ဗျာပါစဲအထုပ်လေးတွေအနည်းဆုံးတစ်ထုပ်ပေါ့ရောင်းညင်တဲ့အရင်တကားမှာချိတ်တကားတနေရာမှာချိတ်ချိတ်ပြီးတော့ဆူတောင်းဆူတောင်းပြီးတော့အိမ်ရှိကိုဖြတ်လာတဲ့ကိုအတိမိတ်စီဆွေမျိုးသားချင်းတွေဘာတွေခလေးတွေလူကြီးတွေရှိမှာပေါ့ဗျာအတိရနေစဲအဲ့အိမ်မှာချိတ်ထားတဲ့အုံလုံးခွာဆွဲထုပ်လေးကိုဖြုတ်ပြီးတော့အေးဘသူကြီးရောက်ဒီမှာငါအုံလုံးခွာဆွဲလေးရောက်အရလက်ဆောင်နော်ဒါနာပြုလိုက်ရောက်ရောက်စားကြဟဲ့ပြောပါပါစတဲ့ပြန်အဲ့လိုလက်ဆောင်ပေးလိုက်ပါဒါနာပြုလိုက်ပါလှူလိုက်ပါနော် အဲ့ဒါလေးကတော့အနည်းဆုံးတထုပ်ငါးငါးတို့တန်းထိုင်လဲငါးတို့ဆယ်တို့တန်းထိုင်လဲဆယ်တို့ပေါ့အထုပ်50တန်းထိုင်လဲအထုပ်50ပေါ့နော်အဲရောင်းညင်းတဲ့အိမ်ရဲ့တကားမှာချိတ်တာဆူတောင်းဖြတ်သွားတဲ့အသည့်မိတ်ဆွေပါညာကိုအဲ့ဒါဒါနပြုလိုက်ပါကဲအဲ့တော့အိမ်ရောက်ထွက်တဲ့နီးဒီအမျိုးမျိုးရှိပါတယ်ကျန်တဲ့နီးဒီလဲကိုလဲလမ်းမိမိတို့အဆင်ပြေတို့လို့ပေါ့နော်ခုဒီနီးလေးကိုလဲဆောင်ရွက်ပြီးတော့ရောင်းရခက်နေပါတယ်ဆိုတော့အိမ်များအဆောက်အဦများကဲအံ့ဩစရာကောင်းလောက်အောင်အမြန်ဆုံးရောင်းထွက်သွားနိုင်ကြပါစေခင်ဗျာဆက်လက်ပြီးတော့ အခြေပွားစီးမဲ့စနေသားသမီးများရွှေမရှားငွေမရှားစနေနေကားတို့အတွက်2025ခုဒီဇင်ဘာလတလတာရွှေစကားငွေစကားဟောကြားခြင်းများဖြစ်ပါတယ်ခင်ဗျာကဲဒီလိုကိမျိုးကိုဟောရတော့ကျွန်တော်လည်းကတောင်းကြိုက်ပြီးဟောရတယ်ဘဝဆိုတာတိုက်ပွဲဆိုလိုပဲနည်းနည်းလေးတော့ဘဝမွန်နိုင်တယ်ကဲသို့တော့ကျွန်တော်ကဒီလိုကိမျိုးဟောရတာပိုသဘောကျတယ်ဗျဘာလို့လဲဆိုတော့လူတယောက်ရဲ့ဘဝမှာလေထိတ်ဆုံးတက်သွားလဲဒီကိအောက်ဆုံးပြုတ်ကျရဲ့လဲဒီကိအတက်ကျကျတယ် ရာထူးတိုးလို့ဆိုလဲဒီကိန်းအလုပ်ပြုလို့ဆိုလဲဒီကိန်းကို့ပေါ်မှာမှုတည်တယ်ကို့ဘက်ကအင်းနဲ့အားနဲ့ကြာကြာနာပြီးပြင်ပိုင်မနေနိုင်ပြုတ်လို့နိုင်တဲ့စူးစမ်းနေတဲ့ကိစ္စတိုးမှာအောင်မြင်မှုအကြီးကြီးရတာပြီးတော့မရေမရမဆုံးမဖို့တော့လောက်ကဲလဲဆုံးဆုံးနေတာမျိုးကြီးမာရတယ်ဒါကြောင့်စနေသားပြီးမိတ်ဆွေများဒီလိုကာလမှာလीလုံးမဲ့ဟေ့လို့ဆုံးဖြတ်တဲ့ကိစ္စဆိုရင်တော့နောက်မဆုံးစတဲ့လုံးပြီးတော့တုံးတိုက်တိုက်ကြခဲ့ခဲ့မသေးတာမရေရတဲ့ကိစ္စလည်းမလုပ်အထူးသဖြင့်ကတော့အပြောင်းအလဲတွေအလွန်ကောင်းတယ် အစီအစဉ်အစ်တစ်ဘဝရဲ့အရေးကြီးတဲ့အချိုးအခွေလုပ်ငန်းအဟောင်းနဲ့အစ်နှမျိုးရှင်လိုက်အစ်ပဲလိုက်ရိုက်ပြီးတော့အိမ်အဟောင်းနဲ့အစ်အစီအစဉ်အဟောင်းနဲ့အစ်တာဝန်အဟောင်းနဲ့အစ်နှမျိုးနှစ်ခွာတွေရှင်လိုက်အစ်ပဲကိုဦးစားပေးတဲ့တော့အချိန်ဖြစ်ပါတယ်ကဲပြက်ပြက်တသားဆုံးဖြတ်ရမယ်အချိန်တော့လမ်းဆုံးတော့ရောက်ပြီနော်ကိုဘက်ကပမန်နိုင်ဆုံးဖြတ်ပြီးအပိုင်ကြိုးစားပြီးတော့အဲ့တော့ခကြီးသွားလာရီတို့တယ်ယူပို့ဆောင်ရီတို့အဝေးပြည်ပနဲ့ဆက်နွယ်ချိတ်ဆက်မဲ့ကိစ္စတွေလည်းကောင်းတယ်။အိမ်စာဦးနေရာထိုင်ခင်းကိစ္စတွေလူကြီးမိဘဆရာသမားတွေစီမှာတွေ့ဆုံအကူအညီတောင်းအကြံဉာဏ်တောင်းမဲ့ ကိစ္စမျိုးတွေညှိနှိုင်းမဲ့ကိစ္စမျိုးတွေလည်းကောင်းတယ်။ပညာရေးတို့သင်တန်းတို့နဲ့ပတ်သက်တဲ့အခွင့်အရေးကောင်းပေါ်တတ်တယ်။အလုတ်အခွင့်အရေးပေါ်တတ်တယ်။အလုတ်မှာနှစ်ကိုခွဲသလိုတာဝန်နှစ်ခုခွဲယူရသလိုမျိုးလည်းတာဝန်ထမ်းဆောင်ရတတ်တယ်။အထက်လူကြီးရဲ့တာဝန်လည်းကိုပါယူရအောက်လည်းငယ်သားတာဝန်လည်းကိုမှထမ်းဆိုတာမျိုးနှစ်ကိုခွဲရတယ်လို့အိမ်ရလည်းနှစ်အိမ်ခွဲနေရတယ်ဆိုတာမျိုးတော့ဟိုအိမ်ရလည်းအရေးကြီးဒီအိမ်ရလည်းကြီးဟိုလောက်ကလည်းကိုမပါလို့မဖြစ်ဒီလောက်ကလည်းကိုမရှိလို့မဖြစ်ဆိုတော့နှစ်ကိုတော့ခွဲရလိမ့်မယ်အဲ့တော့နှစ်ဆပင်မမယ်ဝင်ဝင်လာစားအကျိုးမြတ်လည်းနှစ်ဆတော့တိုးမဲ့အချိန်ဖြစ်တဲ့အတွက်ကဲ ကံတရားကတော့ကိုယ်ကိုစိန်ခေါ်နေပြီကိုယ့်ဘက်ကစိန်ခေါ်ရင်တိမ်မော်ထိရအောင်လိုက်ပြီးတော့ဘဝရဲ့အောင်မြင်မှုတွေကို ရအရမယူနိုင်ကြပါစေစနေသားသမီးတွေကဒီလိုကာလာမျိုးမှာခါတိုင်းကာလာတွေတဲ့တော့ပိုပြီးတတိကြီးကြီးတက်တီကောင်းကောင်းနဲ့ကြိုးစားပါလိမ့်မယ်နော်ရံရွယ်နောက်ချက်လေးတွေပို့ကြည့်ဆိုင်ကံရဲ့အပမိုးရဖို့ဆိုရင်အရေးကြီးကိစ္စရှိတဲ့နေမျိုးတွေမှာအနီရောင်တို့ကြက်သွေးရောင်တို့များများပါတော့အဝယ်စားသုံးဆောင်တွေကိုအားပြုပြီးတော့ဝယ်စံလုံးသွားပါရောင်းကုန်ပစ္စည်းလုပ်ငန်းသုံးပစ္စည်းတွေကို တပြေညုံကလေး6ညုံပို့ပြီးတော့တပြေညုံ6ညုံနဲ့ရိုက်ပုတ်ပြီးစုတောင်းရောင်းခြင်းနဲ့ပစ္စည်းဆန်ခင်းပြီးရောင်းတဲ့ပစ္စည်းပဲဖြစ်ဖြစ်အိမ်ရောင်းချမ်းရောင်းကားရောင်းရောင်းခြင်းနဲ့ပစ္စည်းမှန်သမျှနော်နောက်တစ်ခုကအလုပ်ယုံစက်ယုံစက်မှုလက်မှုလုပ်ငန်းသုံးပစ္စည်းတွေအလုပ်လုပ်တဲ့အားဆက်ကားတွေယင်းနေဆိုင်ကယ်တွေစပိန်နေနော်အဲတပြေညုံလေးနဲ့ရိုက်ပြီးတော့အလုပ်တွေမြန်မာလေးဝါပို့စုတောင်းမယ်ဒီကလာမှာကိုတို့ကံကောင်းလိုက်ရွှင်စီမဲ့နံပါတ်တွေကနန်းတွေက1ကနန်း6ကနန်းတွေဖြစ်ပါတယ်။အဲ့နံပါတ်ခြံနံပါတ်ကနံပါတ်တွေရွေးမယ်။အင်းအယောင်ွယ်ဈေးစကားတွေတတ်မှတ်မယ်။ အချိန်ချက်ဘယ်ရက်ဒီချိန်ကောင်းမလဲဆိုရင်တက္ကနန်6ခုနနေဟာကိုယ့်အတွက်ကံကောင်းလက်ရှင်ပြပါလိမ့်မယ်ဗျာအဲ့တော့စနေသားသမီးတွေကအရေးအကြောင်းကြီးငယ်ရှိတဲ့နေမျိုးတွေမှာချော်ရီလှူဒန်းတဲ့ကုသိုလ်ပြုလို့ပါမြတ်စွာဘုရားမှာပဲလှူလူအပေါင်းသင်းမိတ်ဆွေတွေကိုပဲဒါနပြုပြုချော်ရီအေးပေါ့ဗျာနော်ချော်ရီအဲ့ဒါမျိုးပေါ့အရေးနဲ့ပတ်သက်တာတခုခုလှူဒန်းတဲ့ကုသိုလ်လေးပြုပြီးတော့ဂံရဲ့အပံပိုးရရှိနိုင်ကြပါစေကျွန်တော်မိတ်ဆွေအားလုံးလည်းပဲ ကញ្ញံဝရိယ၃ချက်လုံးအကောင်အောင်ဂျိုပန်လုံးနဲ့ရပါသေးခင်ဗျာ။